င်္ဂလာပါရှင်ချစ်လင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ် April လ9ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဟာခါမြို့ပေါ်ကပြည်သူစစ်နှုတ်ဦးလက်နက်ခဲယမ်းများနဲ့အတူချစ်လင်း Defense Force ဟာခါတန်အလင်းဝင်လာကြောင်းဒေါ်လှိုင်းကြီး၄နှစ်တာအတွင်းရဲဘော်69ဦးကြဆုံခဲ့ရပြီးအယက်သားပြည်သူ69ဦးလည်းစစ်ကောင်စီလက်ချက်ကြောင့် တည်ဆုံခဲ့ရတယ်လို့ CDF ထံကထုတ်ပြန်ကြောင်းနဇန်ရွာကိုမိရှုရဲ့ ZRA ကို CDF CDM စီရင်အပြန်ထန်ရှုံချကြောင်းစကိုင်းမြို့ပေါ်တွင်ငလင်ပေးတဲ့ပြည်သူများအတွက်လူရန်ထသော ကုမီကေစီပစ္စည်းများကိုခြေရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကရိတ်နှက်လူယူမှုဖြစ်ွားကြောင်းဆလင်းမြို့နေတောင်ပူရွာတို့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင်း တက်ပွဲဖြစ်ခဲ့ပြီးရွာလုံးကျွတ်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးကြောင်းတို့ပဲဖြစ်ပါရရှင်။ဟာခါမျိုးပေါ်ကပြည်သူစစ်နှစ်ဦးလက်နက်ခေယံများနဲ့အတူချင်းလင်း Defense Force ဟာခါတန်အလင်းဝင်လာတဲ့တရင်ကို တင်ဆက်ပေးသွားပါမယ်ရှင်။2025ခုနှစ်မတ်လ25ရက်နေ့တွင်ဟာခမြို့တွင်ရှိပီတုစစ်နှစ်ဦးသည်စစ်ကောင်စီကိုဆန့်ကျင်ပြီးပီတုတော်လှန်ရေးသို့ပူပေါင်းပါဝင်ရန်လက်နက်ခေယံများနဲ့အတူ Chilean Defense Force Hakatan အလင်းဝင်လာတယ်လို့ CDF Hakak ကမတ်လ9ရက်နေ့တွင်တရင်ထုတ်ပြန်ထားပါတယ်။အလင်းဝင်လာသူများကိုမိမိတို့ Chilean Defense Force Hakak မှနှွေးနှွေးထွေးထွေးကြူဆိုပြီးစုကျင်းဝင်များချင်းမြင့်သည့်အပြင် လုံခြုံတဲ့နေရာရောက်သည့်အထိတာဝန်ယူဆောင်ရွက်ပေးမှုဖြစ်ကြောင်းအတိပေးကြေညာလိုက်တယ်လို့သိရှိရပါတယ်ရှင်။ ဒေါ်လာရီလဲနှစ်တာအတွင်းရဲဘော်69ဦးကြက်ဆုံးခဲ့ရပြီးအယက်သားပြည်သူ19ဦးလဲစစ်ကောင်စီလက်ချက်ကြောင့်တေဆုံးခဲ့ရတယ်လို့ CDF ထံကထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။တိုလန်ရီလေးနှစ်တာအတွင်း CDF ထံကြောင့်ဘက်ကရဲဘော်69ဦးကြက်ဆုံးခဲ့ရပြီးအယက်သားပြည်သူ19ဦးလည်းစစ်ကောင်စီလက်ချက်ကြောင့်တေဆုံးခဲ့ရတယ်လို့ CDF ထံကတီထောင်ချင်းလေးနှစ်ပြည့်တဲ့ April 6ရက်နေ့မှာထုတ်ပြန်ထားပါတယ် ချင်းပိချင်းလက်နဲ့ချင်းလူမျိုးလွတ်မြောက်ရေးအတွက်မြင့်မြတ်စွာကြဆုံသွားသူတွေနဲ့ခနာကိုအစိတ်ပိုင်းဆုံးရှုံးခဲ့ရတဲ့ရေပေါ်အလုံးကိုအလေးနဲ့ဥမြုပ်အလေးပြုတ်ကြောင်းနဲ့ CDF တန်တလန်ရေပေါ်တော်လှန်ရေးလင်းနှစ်တာခရီးကိုအပပက်ကကုငီပန့်ပူးကုငီပေးကြတဲ့ပီတွင်းပီပါကပီတူတရက်လုံးကိုလည်းဂျေဆုတင်ရှိရကြောင်းဆိုပါရယ်တန်တလန်မြို့အပါဝင်ချင်းပိတဝင်းလုံးကစစ်ကောင်စီကင်းစင်ရေးနဲ့ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးယူဖန်ချက်ပြည်မြောက်ရေးအတွက်မိဖက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ရှေ့ဆက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီးချင်းတမျိုးသားလုံးစုစည်းညီဝေးရေးအတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF တန်တလောင်ကို between people ရှိ B2R အနေနဲ့ရန်ပင်ရအဖြစ်၎င်းအလှူငွေအဖြစ်၎င်းဆူတောင်းခြင်းအဖြစ်၎င်းအဘက်ဘက်ကဝိုင်းဝန်းပဝင် ပေးချဖို့ကိုလည်း CDF ထန်တလန်ကတိတ်တွင်းထားပြီးထန်တလန်မြို့အလုံးစုံတိမ့်ပိတ်ထိန်းချုပ်နိုင်ရေးအတွက် CDF ထန်တလန်ပါဝင်တဲ့ချင်းပြည်အစိုးရတပ်ဖွဲ့တွေဘက်ကထူးဆစ်စင်တိုက်ခိုက်နေပြီးအကြံဖက်စစ်ကောင်စီရဲ့တိုက်ခိုက်ဖြစ်စည်းမှုတွေကြောင့်ထန်တလန်မြို့ပေါ်ကလူနေအိမ်အများစုဟာလည်းပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။နေဆိုင်ရွာကိုရီရှူရဲ့ ZRE ကို CTF CDM စီရင်အပြင်းထန်ရှုံချတဲ့တရင်ကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ ချမ်းပြည်မြောက်ပိုင်းတွန်းဆန်မြို့နယ်နဲ့ဆန်ဂျေးရွာကိုတရွာလုံးပြကျသွားအောင်မိရှုသွားတဲ့ Zombie Revolutionary Army ZRA ကိုအပြင်းထန်ဆုံးရှုတ်ချတယ်လို့ CDF CDM စီရင်က April 6ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။တနင်္ဂနွေလုံးကထင်တန်ကြောင့်ဝန်နေတော့ကရောက်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့လက်ကင်တုပ် ZRA တပ်ဖွဲ့က April 4ရက်နေ့မှာနဲ့ဆန်ဂျေးရွာကအပြစ်မိပြည်သူနေအိမ် ၈၀ကျော်ကိုအကြောင်းမေးမိရှုပြစီမှုအပေါ်အပြင်းထန်ဆုံးရှုံချကြောင်းသိရှိရပါတယ်။ဦးမေအိမ်နဲ့ခူကိုရမေဖြစ်ကြတဲ့မျက်စံကြီးရွာကအပြစ်မေးပြည်သူတွေအတွက်လိုအပ်သောစာနေရိတ်ခါမှစာအကူအညီများလုံခြုံရေးနဲ့တရားမျှတမှုအတွက်တက်နိုင်သလိုကူညီရည်တည်သွားမယ်လို့လည်း CDF CDM စီရင်ကဆိုပါတယ်။စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ZRA တပ်ဖွဲ့ဟာ CDF တန်းဆိုင်ထိန်ချုပ်နေမည်တွင်ဆန်မျိုးကိုတင်ပိတ်ဖို့ အပရလ3ရက်နေ့ကထူးဆစ်ဆင်လာတာကြောင့်ချင်းပီချင်းလန်တပ်ဖွဲ့နဲ့အပရလ4ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲမှာ ZRE တပ်ဖွဲ့တွေအထင်လာပြီးအခြေအနေမကောင်းတာကြောင့်ဂျန်လီဆုတ်ခွာသွားတဲ့အချိန်မှာနဇန်ဂျေးရွာကိုအပရလ4ရက်နေ့ကမီးရှို့သွားတာဖြစ်ပါတယ်။မီးရှို့ခံရမှုကြောင့်တရွာလုံးပြကျသွားတဲ့နှက်ဆန်ကြီးရွာဒေသခံ350ကျော်တို့ဟာတွန်းဆံမြို့ပေါ်ကို ထွက်ပြီးတင်းရှောင်နေကြရပြီးအကူအညီတွေလည်းလိုအပ်နေကြတယ်လို့သိရှိရပါတယ်ရှင်။စကိုင်းမြို့ပေါ်ရင်ငလင်ပေးတဲ့ပြည်သူများအတွက်လှူဒန်းထားသောကုင္ကြီးစေကြီးပစ္စည်းများကိုဂျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကရိနှက်လူယုံမှုဖြစ်ပွားတဲ့တရင်ကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းမြို့ပေါ်ရင်ငလင်ပေးတဲ့ပြည်သူများအတွက်အလှပစ္စည်းများကိုအလှရှင်များကလာရောက်လှူဒန်းစဉ်စံတည့်ရက်ကွက်ထွက်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှူးကအုပ်စုဖွဲ့ ရင်နှက်လူယူမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ယနေ့ April 9ရက်နေ့တွင်အလှရှင်အဖွဲ့တစ်ဖွဲ့ကစကိုင်းမြို့ပေါ်မှငလင်ဘေးတဲ့ပြည်သူများရဲ့စာဝတ်နေရဲအတွက်ကုန်ကြီးကျစရေးပစ္စည်းများလာရောက်လိုရမ်းနေစဉ်ခြေရွာလူကြီးနဲ့အဖွဲ့ကအလှရှင်များကိုအလှပစ္စည်းများကို၎င်းတို့ထံအနှံ့ရန်တောင်းဆိုခဲ့ပြီးအလှရှင်အဖွဲ့ကကျစရေးပစ္စည်းများကိုရွာလူကြီးထံအနှံ့ခြင်းမပြုဘဲ ငလင်ဘေးတင်ပြည်သူများထံသို့ကိုတိုင်လာရောက်လူရန်ကြောင်းရင်းသို့လူရန်တဲ့အတွက်ရွာသူကြီးနဲ့အဖွေကအလှရှင်များလူရန်ထားသောပစ္စည်းများကိုလာရောက်တင်စီလူယူသွားတယ်လို့ဖြစ်စဉ်သိရှိသူဒေသခံပြည်သူများကပြောဆိုထားပါတယ်ဒေသခံပြည်သူတို့ကအလှရှင်တွေက ရွာလူကြီးစီကို အလှပစ္စည်းမအပ်ဘူးသူတို့ဟာသူတို့ပြူတဲ့စည်ရင်ကိုပဲလက်ချပြီးပေးတာအဲ့ဒါကိုရွာလူကြီးကသူတို့မပေးရကောင်းလားဆိုပြီးလာပြန်လို့တာအလှရှင်အဖွေကရက်ကလူကြီးစည်ရင်ကို မလူချင်ပါဘူးဆိုပြီးတော့မူကထဲထိုးနေတဲ့သူတွေကိုအလှပစ္စည်းတွေလိုက်ဝေးနေရောအုပ်ကြီးနဲ့အမျိုးတွေကသူတို့မရလို့ဆိုပြီးလာလို့တာလို့ရန်ကုန်ခေတ်သစ်တရင်ဌာနတို့အတီးပြုတ်ပြုတ်ဆိုထားပါဗျာ အဆိုပါအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကအလူဖြစ်စင်းများကိုလူယူစဉ်ဖြစ်စင်းများမှပေးသူများကိုလည်းအုပ်စုဖွဲ့ရိတ်နှက်မှုဖြစ်ပွားခဲ့ပြီးအသက်27နှစ်အရွယ်ငလင်တန်တဲ့အမျိုးသမီးရိတ်နှက်ခံရကြောင်းအသက်16နှစ်အရွယ်အမျိုးသမီးငယ်တဦးမှာနှလုံးရောဂါအခံရှိတဲ့အတွက်မိလေးသွားတဲ့ဖြင့်ဈေးရုံတို့တင်ပို့ခံခဲ့ရကြောင်းသိရှိရပါတယ်ရှင်ဆလင်းမြုံနေတောင်မူရတော့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ိုက်ပွဲဖြစ်ခဲ့ပြီးရွာလုံးကျွတ်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့တရင်ကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။မကွေတိုင်းဆလင်းမြုံနီတောင်ပူရွာကိုစစ်တပ်စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်တိုက်ပွဲဖြစ်ပြီးစစ်တပ်ကတောင်ပူရွာရှိပြည်သူနေအိမ်21လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့အပရလ6ရက်နေ့ညနေ4နာရီအချိန်ခန့်ပခုတ်ကွယ်ခြေစိတ်တမတရတင်မအင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်းသည် နေတမင်နှစ်စင်ကြီးရွာတို့ဘက်မှတဆင့်ဆလင်းမြို့နေတောင်ဘူးကြီးရွာဘက်ကိုဝင်ရောက်လာတဲ့ဖြင့်တောင်စစ်အောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးဗမာတပ်မတော်အပါအဝင် မဟာမိတ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများကတောင်ဘူးကြီးရွာအတွင်းရှိပြည်သူ့နေအိမ်များကိုမိရှုဖျက်ဆီးကပြန်လည်ထွက်သွားခဲ့တယ်လို့ဗမာတပ်မတော်အမှတ်3စစ်ဦးစီးကွက်ကေးရီယုံ ကွက်ကေးရီမှုက ပြောကြားထားပါတယ်။ ဗမာတက်တော်အမှတ်3စစ်ဦးစီးကွက်ကေးရီယုံကွက်ကေးရီမှုကသူတို့ဝင်လာတော့တောင်စစ်အောင်နဲ့အရင်ဆုံးထိတွေ့မှုဖြစ်တယ်။ထိတွေ့မှုဖြစ်ပြီးကမှတောင်ဘူးရွာသေးကိုပြစ်ပြီးတော့ဝင်လာတာ။ဒါကြောင့်ကျွန်တော်တို့လည်းပူပေါင်းပြီးတော့လက်နက်ကြီးနဲ့ပြစ်ကူပေးတယ်။ဒီလိုဖြစ်တဲ့အချိန်မှာသူတို့ကရွာကိုမီးရှို့ပြီးတော့ပြန်ထွက်သွားတာ။အကုန်လုံးတော့မဟုတ်ပါဘူး။ရွာလုံးကျွတ်တော့မဟုတ်ဘူး။ခုနေရရှို့ဒီနေရရှို့ရှို့သွားတာပါ။ တက်ပွဲမှာတော့ခွေးတေထိခိုက်မှုမတိရသေးဘူးကျွန်တော်တို့ဘက်ကလည်းတဝေးပင်နဲ့ဖမ်းပြီးတော့ပြစ်တာဆိုတော့သူတို့ကလည်းချက်ပြီးတော့မဝင်ဘဲနဲ့သူတို့ရောက်တဲ့နေရာမှာပဲမိရှုပြီးပြန်ထွက်သွားကြတာလို့ရန်ကုန်ခေတ်တရင်ဌာနတော်အတိပြုပြောဆိုထားပါတယ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တန်ပစ်ခတ်ဝင်ရောက်လာမှုကြောင့်တောင်ပူကျေးရွာနေအမျိုးသား2ဦးမစိုးရင်ရတန်ရာရရှိခဲ့ပြီးနေအိမ်20တလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒပ်ပြင်စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့်တောင်ပူချေးရွာစာတိုချေးရွာမြောင်ကုန်းရွာစတဲ့ချေးရွာများမှပြည်သူများသည်စစ်ဘေးလွတ်ရာထွက်ပြီးတင်းရှောင်နေရကြောင်းယခုအခါစစ်တပ်ကနေတမေချေးရွာတွင် ရောက်ရှိတက်ဆွေးနေကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲညနာတော့ပါမယ်ရှင်။ရှင်းလင်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်း ကုစိတ်နှစ်ဖြာကျင်းမှရှင်လန်းပြီးဘေးရန်ခက်တဲ့ကင်းဝေးနိုင်ကြပါစေရှင်